မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်ကျအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မဲဆောက်မှာကျင်းပတဲ့ ကမ္ဘာဆရာများနဲ့အခမ်းအနားတို့မြေသားညီညွတ်ရေးအစိုးရကတဝန်လာပေးပို့ခဲ့တဲ့တရင်ပဲဖြစ်ပါရဲ့ရှင်။ထိုင်းနိုင်ငံမဲဆောက်မြို့မှာအော်တိုဘာလ9ရက်ကမြန်မာရွှေပြောင်းဒေသဆရာဆရာမများအစည်းအရုံးကဥဆောင်ကျင်းပတဲ့ကမ္ဘာဆရာများနဲ့အခမ်းအနားကို မြေသားညီညွတ်ရေးအစိုးရကတဝန်လာပေးပို့ခဲ့ပါရဲ့။ခေအဆက်ဆက်အမှန်တရားအတွက်ဓမ္မပမမမမမရဲ့ TV ဆရာနာရှင်စနစ်ကိုတော်လန်တိုက်ပွဲဝင်နေတဲ့ အခက်ခဲအကျက်အတဲများချမှအသိပညာများကိုဖြန့်ဝေကငြိမ်ချမ်းမှုတိုးတက်ဖွံ့ဖြိုးမှုနဲ့ရင်ကျေးပွင့်လင်းစာနာတတ်သောလူမှုပဝင်းကျင်တစ်တခုဖြစ်ပေါ်လာစေဖို့စ조사အထောက်နေကြတဲ့ကဘာပေါ်ရှိဆရာဆရာမများအားလုံးဘေးအန္တရာယ်ကင်းဝေးချမ်းမြေ့ကြပါစေလို့ဆုတောင်းကြောင်းဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဗုဒ္ဓဘာသာဝင်တို့ရဲ့မိထုံးပွဲတော်ကျင်းပနေစဉ် ဖုန်းတိုးရောက်မှရှိတဲ့တိုက်ခိုက်ခံရမှုများအပေါ်ရှုံချကြောင်းဩစတြေးလျတန်ယုံကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဘာသာဝင်တို့ရဲ့မိထွန်းပွဲတော်ကျင်းပနေစဉ်ကာလအတွင်းတိုက်ခိုက်ခံရမှုများအပါအဝင်ပြည်သူလူထုပေါ်မြန်မာဆက်အနာရှင်အဖွဲ့ရဲ့ဆက်လက်တိုက်ခိုက်နေမှုတွေကိုရှုံချကြောင်းဩစတြေးလျတန်ယုံကအောက်တိုဘာ10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်စေဖို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတားအဆီးမရှိဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့မတရားထိမ့်သိမ်းခံထားရတဲ့အကျဉ်းသားများကိုလွတ်ပေးဖို့နဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုများလှုံ့ဆော်မှုတောင်းဆိုပြီးမြန်မာပြည်သူများနဲ့အတူတကွဆက်လက်ရည်တည်မယ်လို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ပုံတိုရာမှာရှိတဲ့မူလာရန်ချောင်းကိုအောက်တိုဘာ6ရက်ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အထွတ်မြတ်ထားရာ သတင်းချုပ်လာပြည့်နေ့မှာအကြမ်းဖက်စစ်အုပ်စုကပုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တွေအပါအဝင်အရသာပြည်သူ22ဦးသေဆုံးခဲ့တယ်လို့အယောက်55ယောက်ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။အကြမ်းဖက်စစ်အုပ်စုပုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာဟာအကြမ်းဖက်စစ်အုပ်စုပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအားအလိုမရှိကြောင်းဒေသခံပြည်သူများမှဆန္ဒထုတ်ဖော်တဲ့နေရာဖြစ်တယ်လို့ ဘုံကျဲတိုက်ခိုက်ချိန်ဟာလဲသတင်းကြွလာပြည့်နေ့အတွက်ဒေသခံတွေနဲ့ကလင်းငယ်တွေသတင်းကြွလာပြည့်နေ့စစ်မီးထွန်းစုတောင်းရန်ပြုလုပ်နေချိန်လဲဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကနေလာတဲ့ပါရမိုတာနဲ့120မမဘုံတီနှလုံးချဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုစေကူတနေတဲ့ည7နာရီအချိန်မှာပဲ။ အကြံဖတ်ဆဲအစုကထပ်မံပြီးပါရာမိုတာ20နဲ့120မမပုံသီးနှလုံးကိုစာတင်ကြောင်းပေါ်တက်တဲ့ကိုရက်ဆက်စွာထပ်မံကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်းမှာအသက်18နှစ်အောက်ကလေးငယ်3ဦးအမျိုးသား14ဦးတပိတ်ဦးဆောင်ကော်မတီမှလူငယ်အမျိုးသား4ဦးပါနဲ့အမျိုးသမီး2ဦးစုစုပေါင်း22ဦးတို့တေဆုံးခဲ့ပါတယ်။တေဆုံးသူများထဲမှာအသက်2နှစ်အရွယ်ကလေးငယ်2ဦးပါဝင်ပြီးကိုလက်အင်္ကာများ ပြတ်ထွက်သေဆုံးခဲ့ရပါတယ်။ဒါအပြင်အသက်၁၈နှစ်အောင်ကလေးငယ်စုစုပေါင်းအယောက်၂၀အမျိုးသား၃၃ဦးအမျိုးသမီး9ဦးစုစုပေါင်းအယောက်သားပြည်သူ55ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြံဖက်စစ်အုပ်စုကစတေမာလာအတွင်းမှာအစလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်း၁၂ကြိမ်ကျွလွန်ခဲ့ပြီးကလင်းငယ်တွေအပါအဝင်လူပေါင်း၁၀၀ခန့်ဦးတေဆုံးခဲ့တဲ့တဲ့ငါပဲဖြစ်ပါရဲ့ရှင်။ အကြမ်းဖက်ဆဲအုပ်စုကစက်တင်ဘာလအတွင်းနိုင်ငံတော်မှအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်းစုစုပေါင်း12ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း109ဦးသေဆုံးခဲ့ရာအဲ့ဒီထဲမှာအသက်16နှစ်အရွယ်ကလေးငယ်28ယောက်ပါဝင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။မြင့်တက်နေစေအကြမ်းဖက်မှုကိန်းကနန်းတွေနဲ့အတူအကြမ်းဖက်ဆဲအုပ်စုရဲ့စက်တင်ဘာလဆေးရွှဲမှုမှတ်တမ်းကိုလူ့ခွင့်ရေးဆရာဝန်ကြီးဌာနကလာစင်မှတ်တမ်းအဖြစ်နဲ့ထုတ်ပြန်ခဲ့တာပါ။ တရားမဝင်ဆက်နာသိမ်းပြီးနောက်ပိုင်းမှာနိုင်ငံတော်ကလူမှုအပေါ်အကြမ်းဖက်ဆဲအုပ်စုရဲ့ပပောင်းဆောင်ကအကြမ်းဖက်ကျူးလွန်နေမှုတွေကိုအရေးယူမှုတွေလှုံ့ဆော်နိုင်မှုကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုပြန်လည်ရရှိဖို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမြေပြင်တပ်သေးမှတ်တမ်းတွေနဲ့အတူစုဆောင်းမှတ်တမ်းတင်နေပါတယ်။အကြမ်းဖက်ဆဲအုပ်စုကျူးလွန်နေတဲ့ ဆရာဆွမှုတွေကရှော့ချသွားခြင်းမရှိသလိုရက်တံသွားခြင်းလည်းမရှိပဲဆက်လက်မြင့်တက်လာနေရလို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မြေပြင်သက်သေမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။စက်တင်ဘာလတလအတွင်းမှာပဲအကြက်ဖက်စစ်အုပ်စုဟာတရားလက်လွတ်တပ်ဖြတ်မှုဖြစ်စဉ်120မှုကိုကျူးလွန်ခဲ့ပါတယ်။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုပေါင်း189ကြိမ်ကျူးလွန်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူ185ဦးသေဆုံးပြီး188ဦးဒဏ်ရာရရှိခဲ့ပါတယ် လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာအသက်16နှစ်ယောက်ကလေးငယ်33ဦးပါဝင်ပါတယ်။အလားတူပဲအကြဖက်ဆဲအုပ်စုဟာလူမှုကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်။စက်တင်ဘာလတစ်လထဲမှာပဲနိုင်ငံတော်မှာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်းစုစုပေါင်း17ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း108ဦးသေဆုံးခဲ့ပြီးအဲ့ဒီအထဲမှာတော့အသက်16နှစ်ယောက်ကလေးငယ်28ယောက်ထိပါဝင်တယ်လို့ဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အခကြီးရဲ့ကြီးနဲ့ဘာသာရေးအထွတ်မြတ်ထားရနေ့တွေမှာပါအကြံဖတ်ရဆက်နေတဲ့အကြံဖတ်ဆေးအုပ်စုကိုအေးအေးယူနိုင်ရင်အစွမ်းကုန်စ조사နေရလို့လူခွေဆိုင်ရဝန်ကြီးဌာနကအသိပေးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ပြည်သူတွေကိုအခကြီးရကြီးနဲ့ဘာသာရေးထွတ်မြတ်ထားရနေ့တွေမှာပါအကြံဖတ်ရဆက်နေတဲ့အကြံဖတ်ဆေးအုပ်စုကိုအေးအေးယူနိုင်ရင်အစွမ်းကုန်စ조사နေရလို့ မြို့သားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆရာဝန်ကြီးဌာနကအတိပေးထုတ်ပြန်ခဲ့ပါတယ်။အနာတီမြဲရေးကိုသာ OTV လူမှုအပေါ်အခကြီးရဲ့ကြီးနဲ့ဘာသာရေးအထွတ်မြတ်ထားရနေတွေပါမကျန်အကျန်းဖက်ရက်ဆက်နေတဲ့စေအိုဆွေကျွလွန်ထားတဲ့ဆရာဆွေးမှုတွေကိုအေးအေးယူခံရနိုင်မှုလူ့ခွင့်ရေးဆရာဝန်ကြီးဌာနအနေနဲ့လဲအစွမ်းကုန်ကြိုးပမ်းအားထုတ်မှာဖြစ်ကြောင်းဂရုပြုတယ်လို့ဖော်ပြထားပါတယ်။စကိုင်းတိုင်း6ဦးမြို့နယ်ပုံတိုရွာမှာရှိတဲ့ ူလာရန်ကျောင်းကိုအော်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အထွတ်မြတ်ထားရာတရင်ကျွတ်လာပြည့်နေ့မှာ အကြံဖက်ဆဲအုပ်စုကဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင်အယက်သားပြည့်သူ22ဦးသေဆုံးခဲ့တယ်လို့55ရောက်ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။အကြံဖက်ဆဲအုပ်စုဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာဟာအကြံဖက်ဆဲအုပ်စုပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအားအလိုမရှိကြောင်းဒေသခံပြည်သူတွေကဆန္ဒထုတ်ဖော်တဲ့နေရာဖြစ်တယ်လို့ ဘုံကျဲတိုက်ခိုက်ချိန်ဟာလဲသတင်းကျုပ်လာပြည့်နေ့အတွက်ဒေသခံတွေနဲ့ကလေးငယ်တွေသတင်းကျုပ်လာပြည့်နေ့စင်မီထွန်းဆူတောင်းရန်ပြုလုပ်နေခြင်းလည်းဖြစ်ပါတယ်။အကြဖက်စစ်တပ်ရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေလာတဲ့ပါရာမိုတာနဲ့120မမဘုံတီနှလုံးချဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုဆေးကုသနေတဲ့ည7နာရီအချိန်မှာပဲ အကြပ်ဖက်စေအုပ်စုကထပ်မံပြီးပါရာမိုတာ2စီးနဲ့120မမဘုံတိနှလုံးကိုစာတင်ချောင်းပေါ်တက်တဲ့ကိုရက်ဆက်စွာထပ်မံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်းမှာအသက်18နှစ်ယောက်ကလေးငယ်3ဦးအမျိုးသား14ဦးတပည့်ဦးဆောင်ကော်မတီမှလူငယ်အမျိုးသား4ဦးအပါနဲ့အမျိုးသမီး2ဦးစုစုပေါင်း22ဦးတို့တေဆုံးခဲ့ရပါတယ်။တေဆုံးသူများထဲမှာအသက်2နှစ်အရွယ် ကလေးငယ်တဦးပါဝင်ပြီးကိုလက်အင်္ဂါများပြတ်ထွက်သိဆုံးခဲ့ရပါတယ်။ဒါအပြင်အသက်၁၈နှစ်အောင်ကလေးငယ်စုစုပေါင်းအယောက်၂၀အမျိုးသား၃ဦးအမျိုးသမီး၇ဦးစုစုပေါင်းအယောက်သားပြည်သူ55ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သိဆုံးသူတွေနဲ့ထိခိုက်ပြည်သူတွေဟာ၆ဦးမြို့နယ်နဲ့မုံရွာမြို့နယ်အတွင်းကြီးရွာများမှပြည်သူများဖြစ်ကြပါတယ်။ဒါအပြင်အကြံဖတ်စေအုပ်စုရဲ့တိုက်ခိုက်မှုကြောင့်ကျောင်းဆောင်၂ဆောင်မော်တော်ယာဉ်တစ်စီး စိုက်တွဲနှက်စီဆိုင်ကယ်၄စီးနဲ့အုပ်ရေကန်တကန်တို့ထိခိုက်ပျက်စီးခဲ့ရပါတယ်။အကြံဖတ်ဆဲအုပ်စုဟာတရားမဝင်ရွေးကောက်ပွဲပြုလုပ်ဖို့ဖိအားပေးကြိုးပမ်းမှုတွေပြုလုပ်နေသလိုတစ်ဖက်မှာလည်းအကြံဖတ်မှုတွေကိုအချိန်မြင့်လှုံ့ဆော်နေတာပြည်သူတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအကြံဖတ်ဖိအားပေးကဆရာဆွေးမှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေရလို့ဖော်ပြထားပါတယ်။ရွေးကောက်ပွဲနီးကပ်လာလေလေညှင့်တက်လာလေလေဖြစ်တဲ့အကြံဖတ်မှုတွေကိုမျက်ကွယ်ပြုပြီး အကြံဖတ်ဆဲအုပ်စုရဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးဖို့စူးစမ်းနေတဲ့နိုင်ငံတကာနဲ့ပြည်တွင်းပြည်ပမှအုပ်စုများအနေနဲ့ဒီဖြစ်ရပ်တွေကိုမျက်ကွယ်ပြုထားပြီးအကြံဖတ်ဆဲအုပ်စု ပြုလုပ်မဲ့ရွေးကောက်ပွဲကို တားဆီးဟန့်ထားမှုမပြုလုပ်ခဲ့ရင်အကြံဖတ်ဆဲအုပ်စုဟာအကြံဖတ်မှုတွေကိုဒီထက်ပိုမိုအရှိန်မြင့်ပြုလုပ်လာမှာဖြစ်ပါတယ်ရှင်ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကြက်ဖက်စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ တပ်ဖြတ်မှုကြောင့်တပတ်အတွင်းပြည်သူ90ကျော်တေဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနက်နက်ကြီးနဲ့တပ်ဖြတ်မှုကြောင့်အော်တိုဘာလပထမတစ်ပတ်အတွင်းပြည်သူ90ကျော်တေဆုံးခဲ့ရတယ်လို့နိုင်ငံရေးကြီးသားများကွန်ရီဆောက်ရှောက်ရေးတင် AAPP ကအော်တိုဘာလ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ APB ကအောက်တိုဘာပထမအပတ်တွင်အကြမ်းဖက်ဆဲအုပ်စုရဲ့လူခွေရေးချိုးဖောက်မှုများကိုလလံမိသည်။စောင့်ကြည့်လေ့လာခဲ့ရာသခိုင်းတိုင်းတဲကရွှေဘို ဝက်လက်6ဦးနဲ့ရှမ်းမြောက်ကနန်းဆန်မြို့နယ်တွေကအရသာပြည်သူတွေကိုလက်လက်ကြီးနဲ့ပစ်ခတ်မှုစစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်မှုတွေနဲ့လေချောင်းတုံးတိုက်ခိုက်မှုတွေကြောင့်ပြည်သူ50ဦးဝင်းကျင် သေဆုံးခဲ့ရသည်ကိုတွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အော်တိုဘာလ2ရက်နေ့ကစကိုင်းတိုင်းရွှေဘုံမြို့ပေါ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အောင်မြေချမ်းမြေဂျောင်းဝင်းအတွင်သို့လက်နက်ကြောက်ပောက်ကွဲပြီးကိုရင်လေးပါ ပြန်လည်တော်မူခဲ့သလို ဝက်လက်မြို့နယ်တမကန်ကျေးရွာမှာလဲစစ်ကြောင်းထိုးဝေရောက်ပြီးတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်မတန်ဆွမ်းအမျိုးသားတအုပ်အပါဝင်နှစ်ဦးသေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အော်တိုဘာလ၄ရက်ကလည်းရှမ်းပြည်နယ်နန့်ဆန်မြို့နယ်ကိုလေရီနဲ့ဘုံကျဲချမှုကြောင့်ကလေးနှစ်ဦးသေဆုံးခဲ့တယ်လို့အော်တိုဘာလ၆ရက်သတင်းကြော်လာပြင်းနေညမှာလဲစကိုင်းတိုင်း၆ဦးမြို့နယ်ရှိဘုံတိုကျေးရွာကိုစက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင် 20ဝန်းကျင်တည်ဆုံးခဲ့ရကြောင်းဖော်ပြထားပါတယ်။ဆေးရနာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့အတွက်2021ခုနှစ်မေလအတွင်းကဖမ်းဆီးခံခဲ့ရပြီးရသတကြီးဥပဒေပုံမှ95ကအပြင်ဖောက်ခွဲပြမှုပုံမှတွေနဲ့တနင်္သာရီတိုင်းထဝယ်ကျင်းထောင်မှာထောင်နဲ့ရှင်းနေကြခံနေရတဲ့နိုင်ငံရေးကျင်းသားဦးအောင်ကိုဦးမှလည်းနှလုံးဖောက်ပြီးအောက်တိုဘာ3ရက်ညပိုင်းကကြာဆုံးခဲ့ရပါသေးတယ်။နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးအသင်း AAPP က ကောက်ယူထားတဲ့အချက်အလက်တွေအရဖေဖော်ဝါရီလ၁ရက်2021ခုနှစ်မတရားစစ်အာဏာလုယူမှုဖြစ်စဉ်စတင်ချိန်မှအောက်တိုဘာလ9ရက်2025ခုနှစ်အထိအကြမ်းဖက်ဆဲအုပ်စုရဲ့၎င်းနဲ့လက်ပါစေတွေကြောင့်နှွေဦးတော်လှန်ရေးကာလအတွင်းတည်ဆုံခဲ့ရတဲ့ဒီမိုကရေစီရေလှုံ့ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ9328ဦးရှိခဲ့ပြီဖြစ်ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြမ်းဖက်ဆဲအုပ်စု တပ်ဖွဲ့ဝင်14ဦးတပတ်အတွင်းတော်လိုင်းတပ်ဖွဲ့ရေးထံအလင်းဝင်ရောက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။စတေမာစတုဒ္ဓဘတ်အတွင်းအကြံဖတ်ဆဲအုပ်စုကိုစွန့်ခွာကအလင်းဝင်လာတဲ့တပ်သား14ဦးရှိပြီးစစ်သုံးဘတ်အဖြစ်ဖမ်းဆီးရမိသူ18ဦးရှိရလို့ပြည်သူ့ဘဏ်နိုင်ငံဖော်ပြထားပါတယ်။ အလင်းဝင်လာတဲ့စစ်သား14ဦးရှိပြီး14ဦးလုံးမှာအာရမစစ်မှုထံတပ်သားတစ်တွေဖြစ်ပြီးတော့အလင်းဝင်လာသူတွေကတော့တနင်္သာရီတိုင်းမှာ12ဦးမကွေးတိုင်းမှာ2ဦးစကိုင်းတိုင်းမှာ2ဦးလို့ဖြစ်ပါတယ်စစ်သုံးဖက်အဖြစ်ဖမ်းဆီးရမိသူ18ဦးရှိပြီးစကိုင်းတိုင်းကစစ်သား16ဦးနဲ့ပြည်သူစစ်2ဦးလို့ဖြစ်တယ်လို့ဆိုပါတယ်အကြမ်းဖက်စစ်အုပ်စုက ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ယာရုအပြောင်းလဲတရင်နေတဲ့အတူအောက်ခြေစစ်တီတွေရဲ့ပြည်သူ့ဘက်ကူပြောင်းမှုတွေကလည်း အစင်လာမပြတ်ရှေ့ဆက်နေရလို့ပြောပါရယ်။2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလစတုတ္ထပတ်အထိအလင်းဝင်ပူပေါင်းသူနဲ့လက်နက်ချစစ်သုံးပန်း2121ဦးတိရှိခဲ့ပြီလို့ဆိုပါရယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြံဖတ်စစ်တပ်ကတရင်ကျော်လာပြည့်နေ့မှာနမ်တူမျိုးရဲကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ အချမ်းဖတ်စစ်တပ်ကတရင်ကျွလာပြင်းနေဖြစ်တဲ့အော်တိုဘာလ6ရက်မှာနတ်မတူမျိုးတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာနေအိမ်6လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ခဲ့ပါတယ်။အချမ်းဖတ်စစ်တပ်ကအော်တိုဘာလ6ရက်မှာနတ်မတူမျိုးမြို့မဇေယက်ရက်ကွက်နှစ်မှာပြည်သူတွေရှိရာနေရာကိုဦးတည်ပြီးတော့ရွယ်ကျဲရှိရှိဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်နမတူမျိုးကနေအိမ်6လုံးဘုံစားထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကအော်တိုဘာ၂ရက်ကလည်းနမတူမျိုးကိုဘုံကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူလူထု၄ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါဗျ။ဒါကြောင့်မိဘပြည်သူတွေဟာအကြမ်းဖက်ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်မှုစည်ရဲတိအမြဲရှိရန်လိုအပ်ပြီးလေချောင်းရံကာကွယ်နိုင်မှုလေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အကြပ်ဖတ်ဆဲအုပ်စုဟာတိုင်းပြည်အတွင်းသာမကတိုင်းသားလက်နက်ကိုင်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့နေရာတွေကိုလက်နက်ကြီး drone လေချောင်းနဲ့အပြစ်မဲ့ပြည်သူလူထုများအပေါ်ဆေးရဆုံးမှုကျူးလွန်နေရလို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ညီညွတ်ရင်မြန်မာကျန်းဖတ်ဆေးရဆွဲခိုင်းကိုဖျက်သိမ်းနိုင်တယ်လို့ Justice for Myanmar ကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ ကျွန်တော်တို့ညီညွတ်လျင်မြန်မာဆေးရဆွဲခိုင်းအားဖျက်သိမ်းနိုင်တယ်လို့ Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာစစ်တပ်ကတရားမဝင် အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့ချိန်မှစတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်လှုပ်ရှားမှုများကျူးလွန်လာခဲ့ပါတယ်။မြန်မာပြည်သူအပေါင်းကလည်းအကြမ်းဖက်ဆေးရဆွဲခိုင်းကိုဖြိုခွင်းမှုနဲ့အာဏာရှင်ကင်းစင်သောအနာဂတ်နိုင်ငံကိုတည်ဆောက်နိုင်မှုအသက်အန္တရာယ်ကိုဗရာဏမထားဘဲ တတိရှိစွာခုခံတွန်းလှန်တိုက်ပွဲဝင်နေကြပါတယ်။အကြမ်းဖက်စစ်တပ်ကနိုင်ငံတကာစီးပွားရေးကွန်ရက်များတဘာဝတန်ရန်ဇာတအရေးမြင့်များကိုတရားမဝင်ကုန်သည်မှုတွေနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှတဆင့်ဝင်ငွေရရှိနေတဲ့ရာဇဝတ်ဂိုင်းတစ်ခုအဖွဲ့လှုပ်ဆောင်နေပါတယ်။ corporation လုပ်ငန်းတွေနဲ့ယင်းနှမြုံနယ်သူတွေဟာ အမြန်ဆုံးရရှိရေးအလို့ငါအကျန်းဖတ်ဆဲအုပ်စုရဲ့ရာဇဝတ်မှုများကိုလောင်စာမီးထိုးကအားပေးထောက်ကူနေကြတာလို့ Justice for Myanmar ကပြောပါတယ်။ Justice for Myanmar ကအဲ့ဒီရာဇဝတ်ခိုင်းကိုဖော်ထုတ်ဖြိုဖျက်နိုင်မှုအတွက်စုံစမ်းစစ်ဆေးမှုတစ်ခုချင်းစီနဲ့ဒီချိန်မီးတစ်ချိန်လှုပ်ဆောင်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံအနှံ့အပြားနဲ့ကမ္ဘာနဲ့မှပြည်သူလူထုအပေါင်းကစူပေါင်းလှုပ်ဆောင်မှုများရဲ့ရလဒ်အဖြစ်နိုင်ငံဆောင်ကော်ပိုရေးရှင်းများကအကျန်းဖတ်စစ်တပ် ဆက်နွယ်စီးပွားရေးလုပ်ငန်းများမှာဒေါ်လာတန်းရာချီသောယင်းနှိမ့်မြုပ်နှံမှုများပြန်လည်ရုပ်သိမ်းခဲ့ကြပါတယ်။ဒါအပြင်ပြစ်မှတ်ထားဒဏ်ခတ်အေးအေးယူမှုများကလည်းအကြမ်းဖက်ဆဲအုပ်စုရဲ့ကဘာလုံးဆိုင်ရာအသက်သွေးကြောများကိုဖျက်တောက်ပေးနေပြီဖြစ်တယ်လို့ဆိုပါတယ်။အကြမ်းဖက်မြန်မာစစ်တပ်နဲ့စီးပွားရေးချိတ်ဆက်ပတ်သက်နေတဲ့စီးပွားရေးလုပ်ငန်းများကိုဖော်ထုတ်ကြဖို့နဲ့အဲ့ဒီကုမ္ပဏီများအပေါ်ဖိအားပေးခြင်းဖြင့်အကြမ်းဖက်စစ်တပ်ထံ ဗန္နာငွေစီးဆင်းနေမှုကိုဖျက်တောက်ဖို့အတွက်နိုင်ငံတကာအစိုးရများကိုတံခတ်အေးအေးယူမှုများချမှတ်အကောင့်ထည့်ဖော်ဖို့ဖိအားပေးပါလို့ Justice for Myanmar ကပြောပါရယ်။အကြံဖတ်ဆဲအုပ်စုကိုရန်မုံငွေများလက်နက်များလေရင်လောင်စာစီနဲ့တခြားပံ့ပိုးမှုအလုံးစုံကိုဖျက်တောက်ခြင်းနဲ့ဆေးရဆွဲခိုင်းကိုဖျက်သိမ်းမှာမြန်မာပြည်သူ လူထုနဲ့အတူရက်တီပါ။ဆေးရဆွဲခိုင်းကိုဖျက်သိမ်းမှာလို့ Justice for Myanmar ကပြောပါရယ်။ Justice for Myanmar က2025ခုနှစ်အတွက် Right Livelihood Award မှန်ကန်သောအသက်မွေးဝမ်းကြောင်းစုရရှိသူဖြစ်ရွေးချယ်ခံခဲ့ရပြီး Life Livelihood Award ဟာလူသားအလုံးအတွက်ငြိမ်ချမ်းရေးတရားမျှတမှုနဲ့ရည်ရှိတည်တက်မှုအတွက်ကြိုးပမ်းဆောင်ရွက်ကြတဲ့ကမ္ဘာတဝန်းမှာအပြောင်းလဲဖော်ဆောင်နိုင်သူများအားအသိမှတ်ပြုပေးရခြင်းဖြစ်ပါတယ်1980ခုနှစ်မှစပြီး Right Livelihood Award ဟာ ကမ္ဘာလုံးဆိုင်ရာပြဿနာများကိုလက်တွေ့ကျသော ဖြည့်ရှင်းနည်းများနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်သူများအားချိမြင့်ပေးအပ်ခဲ့ပြီးနှစ်စဉ်လူပုဂ္ဂိုလ်တို့မဟုတ်ဖွဲ့စည်းများအတွက်စုလင်းစုပေးအပ်ခဲ့တာဆိုဒီနေ့အချိန်ထိနိုင်ငံပေါင်း82နိုင်ငံမှစုရရှိသူပေါင်း203ဦးရှိပြီဖြစ်ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့တရင်ကျွတ်စီမီတပိတ်ပြုတ်လုပ်နေချိန်အကြမ်းဖက်စစ်တပ်ကပါရာမိုတာနဲ့ဘုံကျဲလို့ အနည်းဆုံး20ဦးသေဆုံးပြီး40ဦးဒဏ်ရာရရှိခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ချောင်းဦးတပိတ်ကော်မတီနဲ့မုံရွာအမြင့်လန်းတပိတ်ကော်မတီတို့ပူးပေါင်းပြီးတော့ဒီကနေ့တရင်ကျော်ညမှာစီမီးတပိတ်ပြုလုပ်နေစဉ်အကြံဖတ်စစ်တပ်ကပါရာမိုတာနဲ့ဘုံကျဲလို့အနည်းဆုံး20ဦးသေဆုံးပြီး40ဦးဒဏ်ရာရရှိတယ်လို့တရင်ရင်းမြစ်တွေကပြောပါတယ်။ချောင်းဦးမြို့နယ်အနောက်ချမ်းမှာဖြစ်သွားတာပါရာမိုတာနဲ့အပေါ်ကနေ40မမနှလုံးပြစ်ချလိုက်တာလို့ရေဘူးရသိရပါတယ်။ အထိခိုက်များလုံးနေလို့တော်လန်ရေးရဲဘော်တအူကပြောပါရယ်။အကြမ်းဖက်စစ်တပ်ရဲ့ပါရာမိုတာနဲ့တိုက်ခိုက်မှုကအော်တိုဘားလ6ရက်ည9:12မိနစ်မှာဖြစ်တယ်လို့လဲသတင်းရင်းမြစ်တွေကအချိန်ကိုအတည်ပြုပါရယ်။လာရောက်ပုံကျဲတဲ့ပါရာမိုတာကအကြမ်းဖက်စစ်တပ်ရဲ့မုံရွာနမခခဖြစ်တယ်လို့လဲသိရပါရယ်။ချောင်းဦးတပိတ်ကော်မတီနဲ့မုံရွာအမြင့်လန်းတပိတ်ကော်မတီနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့စင်မီထွန်းတပိတ်ကို မုံရွာနမခဘက်ကပါရာမိုတာနဲ့လာကျဲပါတယ်။လာကျဲတဲ့အခါမှာတပိတ်ကောင်းဆောင်အချို့နဲ့ပြည်သူတွေတည်ဆုံတယ်လို့သတင်းရရှိပါတယ်။လူပုဂ္ဂိုလ်တွေနာမည်ကိုတော့အလုံးမသိရှိရသေးပါဘူး။ခြေပြက်လက်ပြက်အလောင်းတွေပါတဲ့အခါမှာအလောင်းကိုဘယ်ဘက်ဘယ်ခြေတက်ရမယ်ဆိုတော့မသိရှိတဲ့အခြေအနေရှိပါတယ်။လက်တလုံးသွေးကူညီတွေလိုအပ်နေသလိုဈေးကူတောင်းမှုခံယူဖို့လည်းအလွန်အခက်အခဲဖြစ်နေပါတယ်လို့ အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိနေတဲ့ရင်းမပင်ဆလင်းကြီးရွာပေါင်းစုံတပိတ်ဦးဆောင်ကော်မတီဝင်တဦးကပြောပါတယ်ရှင်။ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ကမ္ဘာဆရာများနဲ့ထိမ့်မှအခမ်းအနားတို့ပြောင်စုဝင်ကြီးဒေါက်တာဇော်ဝေစိုးမအမတ်တရစကားပြပိုခဲ့တဲ့တင်မဲ့ဖြစ်ပါတယ်ရှင်။ အော်တိုဝါလာ9ရက်မှာကြာရောက်ခဲ့တဲ့ကမ္ဘာဆရာများနဲ့အထိမ်းမှန်းမြေပြင်ခမ်းနားကိုမြို့သားညီညွတ်ရေးအစိုးရပညာရေးကျန်းမာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအမှတ်တရစကားပြောကြားပေးပို့ခဲ့ပါတယ်။ဒီနှစ်ကမ္ဘာဆရာများနဲ့အခမ်းအနားဆောင်ပွဲကစမ်းသစ်တင်ကြားလက်တွဲထားအနာဂတ်နိုင်ငံစွမ်းအားဖြစ်ပြီးတင်ကြားတင်ယူခြင်းလုပ်ငန်းစဉ်ကကျောင်းသားတွေရဲ့အနာဂတ်အတွက်ဘာသာရပ်ဆုံဆရာဆရာမတွေကမိမိတို့တက်ဆွမ်းသမျှ ူပေါင်းပြင်ဆင်တင် जा ပေးရတဲ့ခီးရှိတစ်ခုဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်ဒါအပြင်လူသားတွေရဲ့တီထွင်ဖန်တီးမှုစိတ်တက်တွေကိုအာနာရှင်တွေကကန့်သက်ပေါင်ခတ်လို့မရဘူးဆိုတာအခုလက်ရှိမြေပြင်တင်ကြားရေးမှာပေါ်ဆောင်နေတဲ့ဆရာဆရာမတို့ဟာတက်ရှိဥပမာတွေပဲဖြစ်တယ်ဆိုတာနဲ့ဆရာဆရာမတွေအနေနဲ့မိမိကိုယ်ကိုပညာဝန်းစွာဖြည့်ဆည်းမှုအချင်းချင်းပူးပေါင်းဆောင်ရွက်တင်ကြားမှုကနေအနာဂတ်နိုင်ငံစွမ်းအားလူငယ်များကိုပုံမပြိုးထောင်နိုင်ပါစေ ဘေးကင်းလုံခြုံပါစေလို့ဆန္ဒပြုပြီးအမတ်တရစကားကိုပေးပို့ခဲ့ပါတယ်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကျဉ်းချုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။